Miss International 2025ရဲ့ Top 10 Finalist အထိတက်ရောက်နိုင်ခဲ့ပြီဖြစ်တဲ့ Miss International မြန်မာကိုစားပြုအလှမယ်နနာ Miss Myanmar DG Initiative ဤပန်တော်ရောင်းကမင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာတော့ Miss International 2025ပြိုင်ပွဲကြီးကိုဂျပန်နိုင်ငံမှာကျင်းပပြုလုပ်နေတာဖြစ်ပြီးအခုလက်ရှိမှာတော့ YouTube နဲ့ Facebook စာမျက်နှာတွေကနေ live stream ပြသနေတာလည်းဖြစ်ပါတယ် Miss International 2025ပြိုင်ပွဲကြီးမှာမြန်မာကိုစားပြုအလှမယ်အနေနဲ့အလှမယ်နန်းအင်စလီခေါ်နန္နာကဝင်ရောက်ရှင်ပြိုင်လျက်ရှိတာဖြစ်ပြီး Fan Voting အများဆုံးနဲ့ Top 10 Finalist တွေကိုပါဝင်သွားခဲ့ပြီးပဲဖြစ်ပါတယ်။ နန်းအင်းစလီခေါ်နန္နာကိုရော National Director 2အလွင်က Miss International ပြိုင်ပွဲမှာမြန်မာကိုစားပြုအနေနဲ့တွားရောက်ရှင်ပြိုင်ပွဲအတွက်ရွေးချယ်ဆေးလွှတ်ခဲ့တာဖြစ်ပြီးနန္နာဟာပြိုင်ပွဲတစ်လျှောက်မှာလေမြန်မာနိုင်ငံကပြည်သက်တွေရဲ့အားပေးမှုသာမကနိုင်ငံတကာရဲ့အာရုံစိုက်ခြင်းကိုပါရရှိခဲ့သူဖြစ်ပါတယ်အခုလက်ရှိမှာလေ top 10 finalist အထိကျင်ညာပြီးသွားပြီဖြစ်ပြီးအလားမဲ့နန်းအင်းစလီခေါ်နန္နာက fan voting အများဆုံးရရှိခဲ့တာကြောင့် top 10 finalist တွေကိုချက်ချင်းမွေ့မွေ့နဲ့ဝင်ရောက်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ် နနာကိုချစ်ကြတဲ့ပြည်သက်တွေအနေနဲ့လေ Miss International 2025ပြိုင်ပွဲကြီးမှာမျှော်လင့်ထားတဲ့ဆုတွေအားလုံးရရှိဖို့အတွက်ဆုတောင်းပေးခဲ့ကြပါအောင်ရှင်။